ငါလိုစီနီယာဘောမတတ်တော်ရှိဘောမဘောပင်စင်ပေးနေတော့မှလေငါတို့ကထိတ်ဆုံးရရမယ်ဘောမလေးနော်ညီပိန်းနေလက်ထက်က follower သိန်းချီနေငါတို့ကဟိုမှာဟိုညီပိန်းတွေကိုဖိုက်ခဲ့တာနော်လိုက်ဖမ်းလို့လဲပြီးရမြေပြင်မှာရောနော် line ပေါ်မှာငါတို့ကတက်မလို့ဘက်ကနေရေရဲဝုန်းဝင်လုတ်ခဲ့တဲ့သူတွေနော်အဲ့လိုလူကဝင်တားတယ်လေဘာဖြစ်တော့နော်မြေမတော်လို့ဝင်တားတယ်လေအဲ့ဘာဖြစ်တော့နော်ပြီးတော့ခင်ဗျားတို့ကမြေမြေပြင်တည်ရင်မြေပြင်တည်ရင်နော်တနိုင်လန်လန်လောင်းကတည်ရင်ကိုဂျိုးတုဖင်ချားညက်ပြီးလိုက်ကြည့်ထားသလိုရှောက်អော်နေတဲ့ဟာကိုခင်ဗျားစောက်ထင်ကြည့်ရလားဟမ် လိုက်လွယ်နိုင်ကောင်းနေလားထင်နေလားတို့ကအသက်တွေနဲ့ရင်းခဲ့ရတာနော်တို့ထမ်းမင်ကုန်းစခန်းနော်ထမ်းမင်ကုန်းစခန်းဒီမှာအဲ့နေရမနက်၄နိုင်၅နိုင်လောက်မှဝင်အတိုက်ခံတယ်တင်းခံတယ်ကလေးတွေအကုန်လုံးလက်လွတ်ပြီးပြေးခဲ့ရတယ်ပြေးခဲ့ရတဲ့အချိန်မှာလူစုပြီးပြန်တိုက်မှုလုပ်လို့ရှိရလိုင်းဝါနေအဲ့ရနော်စတယ်လီယူတွေလိုက်လွှဲတာလေတို့တိုက်ရုံစီတို့လိုက်လွှဲနေလေတရင်ဦးတရင်ထုဆိုလိုက်လွှဲနေလေဟမ်ဟိုကပတ်တဆာအယောက်ဟိုက40လောက်ပဲရှိတာတနက်ကလက်20လောက်ကြည်စံလေးကဟိုကဟိုကဘာလို့အော်အတောင်လေးတရက်ကိုအတောင်40ပဲထုတ်ပေးတာဟိုမှာဘာလို့ကြည်စံလေးကအတောင်40လောက်ပဲ ထုတ်ပေးတာပေးထားတာကာပိုင်းတွေဘလို့စုတ်ပြက်နေတဲ့တနတ်တွေစစ်သားလေးကဘယ်နှစ်ယောက်ပဲရှိတာရဲလေးကဘယ်နှစ်ယောက်ပဲရှိတာခင်ဗျားတို့တရင်တိကြနဲ့လက်နဲ့ပြည့်စုံတယ်ခင်ဗျားတို့ live မတင်လိုက်ခင်ဗျားတို့ live ရှူလိုက်ကြလေအောက်ကတော့အမလီဘလို့သဘောကြတယ်ခင်ဗျားတို့တအားနေအောင်အားပေးနေတာဒါပေမဲ့ကျုပ်တို့မြေးနေမှာ၁၁ယောက်ဒဏ်ရာရတယ်၉ယောက်သေတယ်အဲ့နှစ်တည်းရထဲနော်အဲ့လိုမျိုးတွေရှိတယ် live ပေါ်မှာတရင်ဆိုတာလွှင့်နိုင်ကောင်းတာမဟုတ်ဘူးပြီးတော့ကျွန်တော်ကဘယ်ကပေးတယ်ဘယ်သရောင်းစားဘယ်ကနေပြီးတော့ဘယ်လိုလူကပေးမှမသိဘာစိတ်သက်ရှိရလူမှပေးမှမသိတဲ့တည်င်းတွေကိုလည်းတို့တို့ line မတင်ဘူးเนาะတကယ်လို့ကိုယုံကြည်ရလူကပေးတဲ့တည်င်းတော်ဆိုရင်တော့ကျွန်တော်က ်နေပြီးထိသွားကြည့်တာကြည့်ပြီးတော့ live ဓာတ်ပုံရိုက်တော်တော်ရှင်းတာဟိုကဗီဒီယိုဖိုင်းပိုင်းရိုက်ပြီးမှဟိုကထိရောက်တဲ့နေရာကိုတင်မေးတာလက်ပံလာခမောက်သွားရဲ့လားတပိတ်ချင်းသွားရဲ့လားနော်စင်ခုသွားရဲ့လားခုဆွေဖို့သွားရဲ့လားကျုပ်သွားခဲ့တာတုတ်တုတ်လိုပဲသွားခဲ့တဲ့မိန်းမအများကြီးရှိတယ်နော်တက်မလို့အတွက်ကိုကိုစိတ်ကိုစားပြီးလှုပ်ပေးနေတယ်ဒီအများကြီးရှိတယ်ဘယ်သူမှအာမချောင်းစကားမများဘူးဘယ်သူမှဘာမှမပြောဘူးဘယ်လူကြီးမှမကုန်ခတ်ဘူးတုတ်တုတ်ဒီမှာကျုပ်ပတ်စံနဲ့ကျုပ်အောက်ချီနော်တယ်မလို့သားရဲတပ်ဖွဲ့မှာပတ်သက်စားလို့အောက်ချီကိုကျုပ်ကိုယ်တိုင်ထောက်ပို့နေတဲ့မိမအကျုပ်ပတ်ဆံနဲ့ကျုပ်ဝင်ဝင်နဲ့ထောက်ပို့တဲ့မိမအဲ့လိုဝင်လို့ဆိုလို့လုံးဝတက်မလို့သားကိုချစ်ရတာနဲ့ လူချင်းမာလေဆိုလို့ရှိရင်9000တောင်းက၄00လွဲကျုပ်လုံးဝမယူခဲ့တဲ့မယူခဲ့တဲ့ကျုပ်ပတ်စံနဲ့ကျုပ်ထောက်ပို့နေတဲ့မိမနော်အဲ့မိမတခါမှမလိုင်းမော်လည်းမတင်ဂုံလည်းမစားဘူးနော်ဘယ်လူချင်းမာလည်းမပုတ်ခတ်ဘူးသိတယ်လူချင်းတွေမကောင်းတာလည်းမသိရအောက်ခြေစောက်ချင်းတွေမကောင်းတာလည်းသိတယ်နော်နှစ်ဖက်စလုံးကိုသိတယ်ဒါပေမဲ့ဘယ်သူမှလိုင်းမော်မတင်တအားလွန်နေဆိုလို့ရှိရင်ထိရောက်တဲ့နေရာကိုစာနဲ့ထောက်ထားနဲ့ကျုပ်တို့တင်ပေးလိုက်တယ်နော်သူ့ဘာသူအရေးကြီးကွာအဲ့ဒါကြီးရှိတယ်နော်ရုပ်ပြီးတော့ဟိုမှာလိုင်းပေါ်မှာဗျာဖုံးပေးလေး9000တောင်းလောက်ထည့်ပေးကိုစစ်တဲ့င်းတွေကိုပေးနေတဲ့စစ်သားကြီးလည်းရှိသေးတယ်နော်အဲ့လိုဟာကြီးလည်းရှိသေးတယ်သိလား နော်ကိုတက်ကိုကိုချနေနေကြတာခင်ဗျားတို့ကိုတက်ကိုကိုချနေတာအဲ့ဒါအမြင်မတော်လို့ကြွက်ကပြောတာဘာဖြစ်တော့ဘာဖြစ်တော့နော်အဲ့လိုမျိုးရှေ့ဟိုပတ်စံလေးဖုံးပွေလေး9000တပေါင်းလောက်နဲ့နော်စစ်တည်နေကိုပေးနော်အဲ့လိုစစ်သားကြီးလည်းရှိတယ်စခန်းတစ်ခုထဲမှာတော့စစ်သားတယောက်နဲ့တယောက်အမြင်ချင်းမတူဘူးအဲ့နေရာကျွန်တော်တို့ရိခါသွားပို့တာပိုရင်တန်းတန်းနဲ့မှအဲ့မှာတိုက်ပွဲဖြစ်နေတဲ့ဂျားကိုရောက်သွားတာရောက်သွားတဲ့ခါကျတော့အဲ့မှာနောက်ကလည်းအင်အား250လောက်ရှိတယ်တက်လာတာရှေ့ကလည်းတက်လာအဖာလန်းဆုံးအဲ့မှာနော်လမ်းတော့မှာဒါပေမဲ့ ရန်သူเนี่ยไกด์တရားလောက်ပဲกว่าတော့တယ်အဲ့အချိန်မှာလေရင်နေနဲ့ဟိုဟာရဟန်ရင်နဲ့လေရင်ကတစီရဟန်ရနှစ်စီးနဲ့လာပြီးတော့ပြစ်ကူပေးတာပြစ်ကူပေးတဲ့အချိန်မှာเนาะလေရင်ဘုံကမှားပြီးကျွန်တော်ဘက်ကိုကြတာငါပြောတော့ကြီးလက်ကိုကြတာကြတဲ့ခါကျတော့အကုန်လုံးပြေးရတာပြေးတဲ့အချိန်မှာတိုက်ပွဲဆိုတာလည်းဘလို့အကြာကြီးဖြစ်လာမှမဟုတ်ပြေးရမှာ లై ဘလောက်ကိုပြန်ပြီးတော့ပြီးသွားပြီအဲ့ညာအေးသေးသွားပြီးဆက်သွားလို့ရတယ်အဲ့လိုမျိုးဖြစ်တာဖြစ်တဲ့ခါကျတော့အဲ့မှာစစ်သားတယောက်ကဘာပြောလဲဆိုတော့မလုံးမလေရင်မှုနဲ့ဘာလို့ခရဲသေးတယ်သူစစ်သားရဲ့ရှေ့ဘက်ကိုချရတယ်တော့နောက်ထပ်စစ်သားတယောက်ကဘာပြောလဲဆိုတော့မင်းကွာတဲ့ ဒီလောက်လင်းဟိုဟာအလုံး30ချနေရတယ်လူတယောက်နဲ့တယောက်တနတ်တကန်းတော်မွေးရောမွေးရောတဲ့နေရာမှာချပြီးရလင်းတော့မင်းကျေးဇူးမတင်ဘူးလေမင်းကိုယ့်ဘက်ကိုတလုံးလောက်တော့မှားကြမှာပေါ့စစ်သားတော်မှလေအဲ့စခန်းတစ်ခုထဲမှာစိတ်ချတစ်ခုတယောက်နဲ့တယောက်မတူတဲ့စစ်သားရှိသေးတယ်မကောင်းမြင်တဲ့ဝါဒနဲ့ကောင်းမြင်တဲ့စစ်သားဆိုရှိသေးတယ်နော်အဲ့တော့လူတကာပြောလိုက်နဲ့ဖုံးပေးထည့်ပေးပြီးတော့တရင်တွေရှောက်ပေးပြီးလိုင်းကိုရှောက်တင်လာလဲမယုံညာနဲ့ပြီးတော့သိတယ်မလားငါငါပြောတဲ့လိုင်းပေါ်မှာဒီလောက်တင်ပေးတာခမရတော့သွားမသိဘူးကြုတ်ပြောတာမလုပ်ဘူးကြုတ်ခိုင်းတာမလုပ်ဘူးကြုတ်ခိုင်းတာမလုပ်ဘူးခမရလိုင်းပေါ်မှာတင်ပေးလိုက်မှာအဲ့တဘောကရှိပါဦးမလား ကဲရှိခဲ့ရှိခဲ့တဲ့ team ခင်ဗျားပြောတဲ့အတိုင်းသွားအောင်လေသွားမယ်စစ်သားတွေကအဆက်ရုပ်တွေမဟုတ်ဘူးလေတပည့်ကမွေးထားလည်းမဟုတ်ဘူးလူကမွေးထားတာအသက်တင်နေလေခင်ဗျားစကားတစ်ခုနဲ့ကိုယုံပြီးတော့အဲ့ဒါစစ်ကြောင်းကြီးတစ်ကြောင်းကသွားပေးအောင်ပါလားနော်ခင်ဗျားတို့စကားကြီးယုံပြီးတော့လေကဲအဲ့ဒါမျိုးလည်းပြောပေးသမှာအောင်ဘလို့ဘလို့ဟွာဖြစ်လို့ပြောရမှာနော်အဲ့လိုမျိုးလေဟိုထောက်ဖို့စကန်သွားထောက်ဖို့ပို့ရဆိုလို့ရှိရင်တချို့တွေက ူချုပ်တွေထိုင်တဲ့စခန်းတို့ဘူမူကြီးတွေထိုင်တဲ့ဘီဝါမူတွေဆိုင်ဘီဝါတို့မှာသွားပို့ကြတာပြီးမှအဲ့ရဘူချုပ်တွေရှိတာဖုန်းနံပါတ်ယူခင်မမှုတောင်းဘူချုပ်တွေအိမ်ဝင်ထွက်တွေလောက်အဲ့လိုမျိုးတွေလောက်ကြတဲ့သူတွေရှိတယ်တို့ကရှင်းရှင်းပဲဘယ်ဘူချုပ်စခန်းမှမသွားဘူးဘယ်ဘီဝါမူစခန်းမှမသွားဟိုအောက်ခြေစက်သားကြီးနော်စခန်းကြီးစခန်းကြီးနော်စခန်းပေါင်းဟိုဟာတနေ့တစ်ခါသွားရင်၄ခုတစ်ခါလေးသွားတာနော်၄ခုတစ်ခါလေးသွားအောက်ခြေစက်သားကြီးထိတိမိမိစားအောင်လို့တို့ကသွားတာသွားပြီးတော့အသက်ဆုံးပြီးသွားတာမိုင်းကြရသွားတာစနိုက်ပါပစ်နေကြရသွားတာနော်ကောက်လှမ်းပြီးတော့လက်နဲ့ကြည့်နေလှမ်းထူလိုက်လဲခံခဲ့ရမှုလေအဲ့လိုမျိုးသွားတာ အဲ့လိုသွားပြီးတော့စစ်သားတွေကိုထောက်ပံ့လာနော်အာမချောင်ဘူးနော်တက်မလို့ကိုကကူညီတဲ့အဖွဲ့အစည်းဆိုတာကူညီတဲ့အဖွဲ့အစည်းပဲဖြစ်ရမှာနော်ကိုကကူညီတဲ့အဖွဲ့အစည်းကူညီတဲ့အဖွဲ့အစည်းကူညီတဲ့အဖွဲ့ပဲဖြစ်ရမှာနော်အာချောင်တဲ့အဖွဲ့မဖြစ်ရဘူးနော်အဲ့ဒါကိုအားပေးနေတော့ခင်ဗျားတို့ကကျွန်တော်အံ့ဩတာနော်ဘာလို့အဲ့လိုတိုက်ခိုက်ကြတာလဲဖျက်သေးသေးလားကြီးရသေးသေးလားကျွန်တော်အခုနောက်ရောက်တိုင်းစစ်တပ်ရဲ့တိုင်းမူရဲ့အလူကိုကျွန်တော်သွားတယ်တစင်းဦးရောကျွန်တော်ချော်စိုးဦးရောသွားတယ် ဒုတိယအကြိမ်ကျွန်တော်ဆက်သွားတာပထမအကြိမ်ကတော့ဖြစ်တော့ကျော်စုံမပါတော့ဒုတိယအကြိမ်မှာမပါတဲ့အတွက်ဒဇင်ဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်နော်အကျွန်တော်အကြောင်းဒဇင်ဦးကပဲပြောပြပါလိမ့်မယ်ကိုဇော်ဝန်းရဘလို့ယောက်ျားမျိုးလဲဆိုတာကိုဒဇင်ဦးပြောပြလိမ့်မယ်အဲ့တော့ဟိုပြောချင်တာဗျာခင်ဗျားတို့ကျွန်တော်ဘာလို့အဲ့လိုဖန်ခိုင်းနေရတယ်ဟမ်ခင်ဗျားတို့ကျွန်တော်တခုပြောပြတာအနာရှိဆက်လို့အနာရှိဆက်ခင်ဗျားတို့အကုန်မှန်လား တပ်မတော်ထဲမှာရှိတဲ့လူအလုံးအမှန်လားဝင်ကြီးဌာနရဲ့လက်အောက်မှာရှိနေတဲ့လူတွေကအလုံးအမှန်လားကျွန်တော်အဲ့ဒါကိုတက်တက်မေးတာလေကျွန်တော်တို့တိုင်းပြည်မှာအခုတပ်မတော်ကာဝေးဦးစီးချုပ်အဘာတုချုပ်ကြီးတို့ ਨੇ နာဆာကဖွဲ့ဝင်ဆိုရတရက် ਨੇ ကျွန်တော်တို့ကပူပေါင်းပြီးတော့မှတိုင်းပြည်ကိုပြုပြင်ပြောင်းလဲရမှာဝင်တန်းတွေကိုလက်ပေးလက်ယူလုပ်ပါတယ်တို့ပြည်သူကမကြည်ဖြူတဲ့ကိစ္စတွေ အများကြီးရှိတယ်အဲ့ဒါတွေကိုခမားတို့ပြင်ရမှာခမားတို့ကတော့ပြင်ရမှာပြည်သူကဒါမှအစိုးရအစ်စ်တခုပေါ်ထွက်အောင်လုပ်ရမှာခမားတို့ဝင်နေမလို့ချင်မလုပ်နဲ့ငါတို့လက်ကဒီတိုင်းပဲပြေးတယ်ဆိုရင်မလုပ်နဲ့လေခမားတို့ဘာမှမလုပ်ခိုင်းဘူးခမားတို့လှုပ်လာပြီးတော့ငါတို့ရတဲ့လက်ကနဲ့မလုပ်နိုင်လို့ငါတို့ကလက်ပေးလက်ကိုလုပ်တယ်ဆိုရင်ဒါဆိုတိုင်းပြည်ဘယ်လိုကောင်းပါလဲ ဟမ်မလုံနိုင်လေကျွန်တော်မလုံနိုင်ဘူးလို့ပြောလိုက်ကွာခါတော့တဲ့ပြောပါလားကျွန်တော်ဒီဝန်ထမ်းသားတော်နဲ့ကျွန်တော်မလုံနိုင်ဘူးပြလို့အစိုးရကိုခင်ဗျားတို့မပြောရဲဘူးလားမပြောရဲတော့ခင်ဗျားတို့ဘာလုပ်လဲလက်ပေးလိုက်လက်ပေးလိုက်လုပ်တယ်လေလုံတော့ပြည်သူကမကြည့်ဘူးလေဒါအမှန်တရားကိုကျွန်တော်ပြောပြနေရအစိုးရလည်းအစိုးရလုံတခုကိုသူလုံပေးလိုက်မယ်အဘကကြိုကြီးကသူတမနာဖြစ်ရင်လည်းဖြစ်လိုက်မယ် သူဒါတွေကိုဒီလိုဒီចောင်းတရားတွေရှိရဆိုရင် ပြောလာလို့ရှိရင်ခမတော်သတိရှိရှိနဲ့ပြောလေဗျာခမတော်မပြောရဲမဲ့ပြည်သူပေါ်မှာလက်ပေးလိုက်လို့လုပ်တယ်ဆိုရင်တော့ပြည်သူကလည်းပြောမှာပဲအဲ့ဒီအတန်ဒီခမတော်အချိန်ပြည့်ကြားနေရမှာအဲ့တော့ကျွန်တော်ဝန်ထမ်းတွေကိုပါလေကျွန်တော်ကဆဲလို့ဒီကောင်းကိုဖန်ဟောလာဩပြောပြီးသားလေအနာရှိရင်ဆဲလို့ခမတော်ကမတရားသဖြင့်လုပ်တာလေ မြေတွေတော်မှငါဘိုလ်ချုပ်ကြီးရဲ့ညီပါအဲငါဘာဘာညာပါဆိုပြီးတော့ခမရတို့ပြင်းဦးလေးမှာလိန်တာဟမ်လာကျွန်တော်တော်ပြောသေးတယ်မင်းတို့အသက်ရှည်သေးကြမှာလေတဲ့ပြောတာလေးနည်းနည်းလျှော့ပါတဲ့မလိုပါဘူးဗျာလို့ကျွန်တော်ကယင်းနေကနေချိန်ပြီးပြောလိုက်တယ်ခမရကိုယ်တိုင်ကိုကဝန်ထမ်းတယောက်လုတ်ပြီးတော့မှနိုင်ငံနဲ့လူမျိုးအတွက်ကိုခမရစစ်မှန်နေပြီလားလို့ ကျွန်တော်လည်းရင်ထဲကနေမေးလိုက်ပါတယ်နော်မင်းဟိုတဲ့အသက်ရှည်နေခြင်းနဲ့တဲ့ကျွန်တော်ကိုပြောတဲ့လူကကျွန်တော်ကျွန်တော်လိုမျိုးနိုင်ငံတာဝန်ကိုသူဘယ်လောက်ထမ်းဆောင်နိုင်လဲဟုတ်လားအခုကျွန်တော်ကနိုင်ငံတော်အစိုးရရဲ့လာတာလည်းမယူဘူးလုံးဝမယူနော်ဘဒုပိစာခန်းစာမှာလည်းကျွန်တော်မစားဘူးကျွန်တော်ဒီလိုအလုပ်လုပ်နေလို့ကျွန်တော်မြေခွက်တုတ်ခွက်မရဘူးပါဘူးခင်ဗျာ ဒါပေမဲ့ကျွန်တော်ကဝန်ထမ်းတွေအကြောင်းကိုအမှန်တရားကိုပြောနေတက်မတော်ကဆွမ်းနာကျွန်တော်ပြီးရင်လာလိမ့်မယ်ကျွန်တော် ပြောပြမယ်အဲ့ဒီလူတွေရဲ့အကြောင်းကိုကျွန်တော်အမှန်တရားကိုပြောတယ်ကျွန်တော်ကိုပတ်စံပေးပြီးတော့လေခိုင်းလို့မရအောင်ကျွန်တော်ကအမှန်တရားကိုအရင်ကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အမှန်တရားကိုပဲပြောမှာအဲ့တော့ຢາລູຊິລູອານາຊິລູເລົ່າໄປວິນຊິລູສູແລລູດີກະຈົ່ນບໍ່ມົ້ງນາບໍດີກອງກະບໍ່ຢາກດີກອງກະ ဒီကောင်ကဘလို့သွားညှိညှိဒီကောင်ကဘာတွေသွားပြောပြောဒီကောင်ကဘလို့မောက်အဆင်မပြေဘူးဆိုတာသူတို့တည်သွားတယ်တည်သွားတော့အသက်ရှည်နေခြင်းနဲ့တဲ့ဘာစကားဤမှန်းလို့မသိဘူးအသက်ရှည်နေခြင်းနဲ့ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကိုပြည်သူလူထုကိုဒီလိုအသိဉာဏ်တွေဒီလိုပညာမျိုးတွေအမှန်တရားတွေပြောရဲအောင်ဒီ లై ဘောမှာဒီလိုမျိုး YouTube ကနေ లై တွင်ပြီးပြောပြပါ ဲ့ဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကတပြေးပြီးတော့တိလာမှာပါနော်စစ်တပ်ကိုဘောမာတယ်ဆိုပြီးတော့ဘောတော့စွန့်မမပါနဲ့ကိုယ့်ရဲ့ကိုဂျိုးစည်းဝါးတွေကြောင်းနဲ့အလုံးမလုံးပါနဲ့လူဘွားဆိုတာခမရအသက်ဘလောက်နေရမှာလဲဟမ်အလွန်ဆုံး85နှစ်ပေါ့ဟုတ်လားတည်ကြပါလေဟမ်ခမရတို့ကကိုယ့်နိုင်ငံကိုကိုယ်တိုင်းပြည်ကိုမှမချစ်တာဒါကြောင့်မလို့ကြော်မျိုးမင်းအဲ့စကားတွေပြောနေတာခမရတို့ကတိုင်းပြည်ကိုချစ်ချင်အောင်ဆောင်နေတာ ခင်ဗျားတို့ချမ်းသာဖို့ပဲအလုပ်လုပ်နေတာဟမ်တိုင်းမျိုးချစ်တာမဟုတ်ဘူးအာကျွန်တော်ကဥပဒေတိုင်းပဲသွားမှာမူဝါဒကတခုပဲကျွန်တော်သွားမှာကျွန်တော်2008ဖွဲ့စည်းပုံအချိန်ကဥပဒေအနေနော်အဲ့အောက်တည်းမှာကျွန်တော်လုံမှာအဲ့လိုလုံရမှာနော်အဲ့တော့ခင်ဗျားတို့ကအဲ့လိုမလုပ်ဘဲနဲ့အမှန်တရားပြောတော့ကျွန်တော်ကိုသတ်ချင်တာဗောဒီဘက်ကလူတွေထောင်မကြအကြောင်းကျွန်တော်ကိုလိုက်ပြီးတော့ပြောနေရလေကြောင်းချပါဗျကျွန်တော်ဘယ်နာအောင်ကြပါလဲ900ငါး ပုံမှန်လည်းကျွန်တော်ကြားရင်၃နှစ်ပေါ့လူငင်းချမ်းသာမတောင်းဆိုပါဘူးเนาะကျွန်တော်အကြခံပါမယ်ဒါပေမဲ့ကျွန်တော်ထောင်မကြမချင်းတော့ခမားတော့မဟုတ်တာလုပ်တဲ့ဥစ္စာတွေတော့ကျွန်တော်ဖော်ထုတ်မယ်เนาะတိုင်းပြည်ငင်းချမ်းအောင်တပ်ဖက်တလန်းကနေပြောပေးမယ်ဒီ PDF တွေဘယ်မှာမလုပ်နေလဲကျွန်တော်သတင်းပေးမယ်ဒါပဲအဲ့ဒါကျွန်တော်အလုပ်ပဲခမားတို့ကြီးကတချမ်းမလည်းမရှိဘူးအချမ်းမလည်း user စောက်ချောင်းလည်းမရှိဘူးဟုတ်ပြီလားเนาะအဲ့တော့အခုစပြောမယ် ဒီဟိုဗာလေပြည်သူစစ်ကဆိုယူထုံးနဲ့ဘုံမှုဖြိုးဝင်နေဖြစ်တဲ့ပြဿနာကသူများတွေကျွန်တော်ကိုမင်းကအဲဖြိုးဝင်ဖြစ်လို့မပြောရဲဘူးလို့ဗာလို့ကျွန်တော်ကလာပြောတာပေါ့ကျွန်တော်အားနဲ့မဟုတ်ဘူးကျွန်တော်နားမခါမှရောက်နေလို့တကယ်တမ်းတော့ဘယ်သူမားလဲဆိုရင်ဖြိုးဝင်ကမားတယ်နော်ဖြိုးဝင်ကဘာမားလဲဆိုရင်သူက ော့41ကဆိုကျွန်တော်လည်းအတက်တနစ်ပဲကြီးတာဒီဖြိုးဝေနဲ့ဒီဇော်ယူထွန်းနဲ့ကကျွန်တော်ကဖြိုးဝေလို့ဘာလို့ခေါ်လဲလို့ပြောရင်နာမည်ကိုကျွန်တော်ခေါ်တာဗျယာရုကိုကျွန်တော်မတက်တော့နော်ဇော်ဝေဖြိုးဇော်ယူထွန်းကိုလည်းကျွန်တော်ကဇော်ယူထွန်းပဲပြောမှာနော်နေအောင်တော့ကျွန်တော်တက်ကြီးတယ်ပြည်သူလူထုတွေနဲ့တစ်ဖက်ကလူတွေစိတ်ဝမ်းကွဲအောင်နော်ဖြိုးဝေရတယ်သူတို့ကသူတို့အကြောင်းတရားတွေအရင်ကရှိခဲ့တယ်မှန်မှားချဘူး ူလည်းအကြံနဲ့လာတာပဲဒါမှမပဲဘာလို့မှမချရလဲ तू ကသူကပြဿနာကိုမပြည့်ပြအောင် तू ကဖန်တီးတာဒီဖြိုးဝေကနော်နံပါတ်၁ချက်ကမှန်ချရမှာလေမှန်ချလိုက်ပြီးရောက်ညီလေးငါဖြိုးဝေပါဟာလားဘုံမှုဖြိုးဝေပါတော့ငါဒီလိုပါအလုပ်ကိုဗာစိတ်မှုမသိဘူးလေကျွန်တော်လည်း အပုတ်လိုက်အောင်စိန်ကုန်မှုဆိုတာဘယ်လိုလဲပြည်သူစစ်တော်ဘုလားဒီလိုပါပဲကျွန်တော်တိုက်ခတ်ခံနေရတာပဲဘိုင်ဘာနေပုတ်ပစ်လိုက်ကျွန်တော်အဲ့ဒီကြံခဲ့သေးရေနော်ကားထဲမှာဟုတ်တယ်အော်နောက်ဘုန်းထဲမှာကျွန်တော်ဟိုဟာလေးအဲ့အဲ့ဥစ္စာလေးပုတ်ပစ်သားမအောင်โอเคโอเคကျွန်တော်လည်းအရန်တိုက်ခတ်ခံရတယ်အခုစိန်မှုမှုလည်းကျွန်တော်ပြောနေပြန်ပြီတဲ့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်ဆက်ပြောမယ်အဲ့တော့ဖြိုးဝေကသူကမှန်ချရမှာ နော်သူတို့အချင်းချင်းဂျိတ်ဆက်အိုးအရင်တည်းကရှိခဲ့ဘူးလောက်လေအဲ့တော့မမချောင်းမမချတော့ဟိုကလည်းမမချားနဲ့ပြဿနာနဲ့အဲ့ဒီထဲမှာစောင်းပြဿနာတက်ကောဟိုကလက်ပြဘုံနေတနက်တွေနဲ့မဆပါလားကျွန်တော်ပြောတယ်လေဝင်နှန်းအကုန်ကောင်းလားလို့ဟမ်ကျွန်တော်ဝင်နှန်းတွေကိုစဲနေဆိုတော့ခင်ဗျားတို့ဝင်နှန်းကဲလက်ပြဘုံနေရောက်ခွဲပလိုက်မယ်လို့တနက်တွေချပြတယ်လို့ငါကတက်မတော်ကလက်ရှိတာဝန်ထမ်းဆောင်နေလို့ဘာလို့ပြောတော့တိတ်ကမကြဘူးလား ကျွန်တော်ပြောနေတာမှားလို့လားအဲ့လိုလူတွေရှိတယ်နော်အဲ့တော့ okay ဖြိုးရေကိစ္စတော့သူမှားသွားပြီအဲ့ဒါကိုဗီဒီယိုဖိုင်ရိုက်ထားတာကဘာကြောင့်ရိုက်ထားတာလဲစဉ်းစားရမှာပြည်သူလူထုစဉ်းစားရမှာကဒီဖြိုးဝေဒီဂိတ်ကိုလာပြီဆိုတာကိုဒီကပြည်သူစစ်ကစော်ယူတွန်းရတယ်သူကလည်းသိတယ်ဒီကောင်လာပြီဒီချိန်မှာကသူအားပြည်သူစစ်ဟိုကလက်ရှိ တာဝန်ထမ်းဆောင်တွေရဲ့မားစားပါဖြိုးဝေအဲ့ဒီချားထဲမှာကိုကသူကတိနေပြီသူကတိနေပြီတိနေတော့အဲ့ဒီကောင်ကိုတားတယ်မမချဘူးအဲ့ဒီဘက်ကကောင်ကလည်းဟဲ့အောင်မင်းတို့ဗီဒီယိုပါရိုက်တာဖြိုးဝေလာပြီဟုတ်လားဘသူမားတယ်မိုင်းတယ်ဆိုတော့ပြောရတော့မယ်အဲ့ဒီအချိန်မှာမမချတော့ပြဿနာဆက်တက်ပြီတက်တော့ဒီဘက်ကကောင်ကဗီဒီယိုပါရိုက်တယ်ဒီဖြိုးဝေရဲ့ပြောပုံစုပုံရိုက်တယ် နှစ်ယောက်တော့ကရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာပြဿနာရှာတာဒါပေမဲ့တက်မတော်ဒီနာဇကနော်နာဇကအစိုးရကြီးနဲ့တက်မတော်ကာကွယ်ရေးစည်းချုပ်နဲ့အဘာတူချုပ်ကြီးတို့ကိုကျွန်တော်တို့ကထွေးအုပ်တို့ဘာတို့ဘာလဲကျွန်တော်လည်းမသိဘူးဒီလူနှစ်ယောက်လုံးကို ပြင်းပြင်းထန်ထန်အရေးယူပါသူတို့နှစ်ယောက်လုံးရဲ့မပြေလည်တဲ့ပြဿနာတွေကနေပြီးတော့မှ ဖြိုးဝေလုတဲ့ဘောကတက်မတော်ဂုံသိက္ခာကြစင်းစင်းရှင်တယ်နော်တက်မတော်ဂုံသိက္ခာကြတယ်ဒီပြည်သူစစ်ကဇော်ယူတွန်းရတယ်တက်မတော်ဂုံသိက္ခာပြည်သူစစ်ဂုံသိက္ခာပြည်သူစစ်ဆိုတာကကနေလက်အောင်မှာရှိတာကြကြစင်းတယ်သူတို့နှစ်ယောက်လုံးရဲ့နော်အတ္တကြီးနော်သူတို့နှစ်ယောက်လုံးဖြစ်လာတဲ့စောပြေတနာတွေကကျွန်တော်တို့တက်မတော်ကောပြည်သူစစ်ရဲ့ဂုံသိက္ခာတွေကိုအကုန်ကြစင်းကုန်လားဒီကောင်နေနေကောင်လုံးကိုအေးအေးယူ နှစ်ကောင်လုံးယူရမှာမယူလို့မရဘူးเนาะဖြိုးခွေလည်းယူသူ့ဘာသူဘာကောင်မကလို့ဘာဖြစ်ဖြစ်ကျွန်တော်ပြောပြီးသားဒီကောင်41ကเนาะ41ကလူကဘုံဘူးဆင့်ဆိုရင်တဲ့ပြောတာလားတဲ့ပဲပြောလိုက်မယ်စောက်ပဲ့အိမ်လို့ပေါ့ဗျာဟုတ်လား